အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျမကကပြဆရာ B2L ရေးသားထားတဲ့ချစ်ချင်းရဲ့ပြရုပ်ဆိုတဲ့ကပြလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ချစ်ချင်းရဲ့ပြရုပ်ရှမာရီဟာခရစ်တော်ကိုရခဲ့သလားငါမသိဘူးခရစ်တော်ကတော့ရှမာရီကိုရခဲ့တယ်တရားတပုတ်ထဲမှာတစ်ခုတ်တည်းရထဲ့ဟောရတဲ့အထိရှမာရီဟာချစ်ချင်းရဲ့ပြရုပ်ဖြစ်ခဲ့တယ် ရှမာရီဟာရစ်ပရောဟိတ်မဖြစ်ခဲ့လို့ဗိမှန်တော်မှာသွားပြီးရစ်ပူဇော်ပေးလို့မရဘူးရှမာရီဟာ လေဝိလူမဟုတ်လို့အမှုတော်ဆောင်မဖြစ်ခဲ့ဘူးဒါပေမဲ့ခရစ်တော်ဟာ ရှမာရီကိုရခဲ့တယ်မန္တလေးမှာစကိုင်းမှာပြီးတော့ဒုက္ခပင်လယ်ဝင်နေတဲ့နေရာတိုင်းမှာ ခရစ်တော်ဟာ ရှမာရီတွေကိုရရှိခဲ့တယ်တခုတ်တရားတရားထဲမှာ ထဲ့ဟောရတဲ့ချစ်ချင်းရဲ့ပြရုပ်ကိုခရစ်တော်ရရှိခဲ့တယ်။